လုံးမဲမင်္ဂလာပါခင်ဗျာ Nonly Happy ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တဘာဝစီဘက်ဝင်နီလန်လေးပဲဖြစ်ပါတယ်အဒါကတော့ကျက်သွန်ဖြူပြားရည်စိန်ပဲဖြစ်ပါတယ်ခင်ဗျာဒီကျက်သွန်ဖြူပြားရည်စိန်ကိုကျွန်တော်တို့ရှေးအစဉ်လာကတည်းကတဘာဝစီဘက်ဝင်ပစ္စည်းဖြစ်တဲ့အသုံးပြုခဲ့ကြပြီးတော့ဒီပစ္စည်းနှစ်ခုပေါင်းဆက်ခြင်းကခနာကိုအတွက်အကျိုးပြုတဲ့စွမ်းအားမြင့်တင်မှုနီလန်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာဒီတဘာဝပေါင်းဆက်နီးကျက်သွန်ဖြူပြားရည်စိန်ကိုတပတ်ခန့်ပုံမှန်စားသုံးခြင်းဖြင့် ဒီကျမ်းမာရေးအကျိုးခုနှစ်ချက်ကိုရရှိနိုင်ပါမယ်ကျွန်တော်အဲ့ဒီကောင်းကျိုးခုနှစ်ချက်ကိုပြောပြသွားပေးပါမယ်ခင်ဗျအချက်နံပါတ်1ခုခံအားစနစ်ကောင်းစေခြင်းကျွတ်တုံပြူမှာကျွန်တော်အဲလင်းဝန်ခေါ်တဲ့ drop down နဲ့ပြားရည်မှာပါဝင်တဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်းများပေါင်းစပ်ခြင်းကြောင့်ခန္ဓာကိုယ်ရဲ့ယောဂခုခံနိုင်စွမ်းကိုမြင့်တင်ပေးပြီးတော့ယောဂပူးမွားတွေအလွယ်တကူဝင်ရောက်မှုကနေကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာချက်နံပါတ်2အဲ့ဒါကတော့ရောင်ရမ်းမှုကိုလျော့ပါတတ်တာစေခြင်းကျွန်တော်တို့ ဒူးနာခါနာခြင်းသို့မဟုတ်အစစ်မြစ်တွေရောင်ရမ်းကိုက်ခဲနေတဲ့အချိန်မှာဆိုရင်ဒီကျက်သွန်ဖြူပြားရေးစင်ကိုပုံမှန်တောက်သုံးပေးမယ်ဆိုရင်ရောင်ရမ်းမှုတွေကိုကျော်ပါတက်တာစီတဲ့အပြင် နာကျင်မှုတွေကိုပါတက်တာစီပါတယ်ခမအချက်နံပါတ်3နှလုံးကျမ်းမာရေးအတွက်အထောက်အကူပြုခြင်းကျွန်တော်ကျက်သွန်ဖြူကသွေးပေါင်ခြင်းကိုထိန်းချိပေးနိုင်စွမ်းရှိပြီးနှလုံးသွေးကြောခြင်းခြင်းပိတ်ဆို့ခြင်းတို့မှလည်းကာကွယ်ပေးနိုင်တဲ့ဖြင့်နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုလည်းမြင့်တင်ပေးနိုင်ပါတယ်ခမ အချက်နံပါတ်၄ခန္ဓာကိုယ်တွင်းအသံစင်မှုကိုမမိုးပေးခြင်းကျွန်တော်တို့အသည်ရဲ့လှုပ်ဆောင်ချက်တွေကိုအားဖြစ်ပြီးတယ်ဒါအပြင်ခန္ဓာကိုယ်တွင်းမှာစုပုံနေတဲ့အစိတ်တောက်တွေအားလုံးကိုလည်းဖယ်ရှားတန့်စရာမှာထောက်ပံ့အကူအညီဖြစ်စေပါတယ်ခင်ဗျာအချက်နံပါတ်၅အစာကြေလွယ်စေခြင်းနဲ့ဥလန်းကြောင်းကိုကျန်းမာစေခြင်းကျွန်တော်ပြားရည်မှာပါဝင်တဲ့ prebiotic များသည့်ဥအတွင်းရှိအကျိုးပြုဘက်တီးရီးယားများကိုကြိုကြီးထွားပြီးတော့အကောင်းစေကာစိတ်တုံဖြူကမှုပိုးမွားတွေကိုတိုက်ဖျက်ပေးခြင်းကြောင့်အစာချေလမ်းကြောင်းကိုလည်း ပုံမကောင်းမှုစင်ပါတယ်ခင်ဗျာအချက်နံပါတ်6အသားရည်ကိုကြည်လင်တင်းရင်စေခြင်းဒီကြွတုံဖြူပြားရည်စိမ်မှာဓာတ်တိုးဆန့်ကျင်နိုင်စွမ်းနဲ့ရောင်ရမ်းမှုကိုကြော့ကြစေတဲ့ခုံတက်သည့်များကြောင့်ကျွန်တော်မျက်နှာမှာဝက်ချံထွက်တာတွေအရေးပြားတွေမှာညည်းရဲပြီးတော့ဝက်ချံထွက်တဲ့နှုံးတွေကိုပါကြော်ပါတတ်တာစေတဲ့အသားရည်ကိုလည်းပုံမကြည်လင်တောက်ပလာစေပါတယ်ခင်ဗျာအချက်နံပါတ်9ကိုခံစွမ်းအားတိုးတက်မြင်မာခြင်းကျွန်တော်နေ့စဉ်မနက်ခင်းတိုင်း ီကြက်တုံပြူပြားရည်စင်ကိုပုံမှန်စားသုံးပေးမယ်ဆိုရင်ကျွန်တော်ဇီဝကမဖြစ်စင်နေဖြစ်တဲ့ metabolism ကိုအချိန်မြင့်ပေးပြီးတော့တနေ့တာလုံးကိုလန်းဆန်းတက်ကြွပြီးစွမ်းအင်ပြေဝစေပါပဲခင်ဗျာကျွန်တော်ပြုလုပ်နေရတော့မခတ်ပါဘူးကြက်တုံပြူအခွန်နွားပြီးရင်လုံးရည်လေးတွေခရောင်းလို့ခလုံးလုံးစင်ဒါမှမဟုတ်ကျွန်တော်ထောင်းလိုက်ရင်ပုံစင်ပြည်တယ်တော့ရမယ်ပြားရည်ကိုတော့ကျွန်တော်ဒီကမှာပြောချင်တာကပြားရည်စစ်စစ်ကိုပဲအသုံးပြုပေးပါ ပြားရည်စစ်စုံးမယ်ဆိုရင်စီးကြိုသမားတွေလည်းတောက်သုံးအသုံးပြုနိုင်ပါတယ်ခင်ဗျာတောက်တဲ့အချိန်ကတော့မနက်အိယာထချိန်နုံနုံချင်းမှာတောက်သုံးပေးမယ်ဆိုရင်တော့ဥနယံတွေကစုပ်ယူမှုမြန်ဆန်ပြီးတော့အကျိုးတက်ရောက်မှုပုံမှန်မြန်ဆန်စီပါတယ်ခင်ဗျအကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ